မင်္ဂလာပါကောင်းချီးမင်္ဂလာ ရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားတန်တော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖေကျွန်တော်နဲ့တူဒုက္ခဘတ်တော်ဆင်းခြင်းဖို့ဖျားသခင် ပြင်ဆင်ပေးတဲ့အတွက်စာလံချမ်းခန်းကြီး66အပိုက်ငယ်78ကိုဆင်းခြင်းဖို့ပြင်ဆင်ထားပါတယ်ငါသည်စိတ်နှလုံးထဲမှာဒုစရိုက်ကိုငဲ့ွက်လျင်ဖျားရှင်သည်နားထောင်တော်မမူ ီနုဂဘတော်ကိုကြည့်တဲ့အခါမှာဘုရားခင်က ကျွန်တော်ရဲ့ဆုတောင်းခြင်းတွေကိုနားထောင်ဖို့ရန်အတွက်ကျွန်တော်တို့ကဘုရားရှိခိုးလာတဲ့အခါမှာယိုသားစွာကိုယ့်အဖြစ်ကိုဝန်ခံပြီးကိုယ့်ရဲ့အဖြစ်တွေကို တောင်းပန်ပြီးတော့မှ လာဖို့လိုတယ်ဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်။ဘုရားခင်က ကျွန်တော်ပြုတဲ့အမှုတွေကျွန်တော်လုပ်တဲ့အမှားတွေကို မသိတာတော့မဟုတ်ပါဘူး။သိနေပြီးသားပါပဲ ဒါပေမဲ့ဖះနဲ့ကျွန်တော်ရဲ့ကြားထဲကအပြစ်ကအစီတာဖြစ်စေတဲ့မိတ္တဟာယကိုပြက်စေတယ်။ကျွန်တော်တို့ကဘုရားသခင်စီကိုတော့လာပါရဲ့ငါတော်တယ်ငါတက်တယ်ငါလုံနိုင်တယ်ဆိုတဲ့စိတ်နဲ့လာရင်တော့ဘုရားသခင်စီ လာစရာတောင်မလိုဘူးလို့ဒီလိုမျိုးတွေးစရာရှိပါတယ်။ကိုကမတက်နိုင်လို့မလုံနိုင်လို့အားနည်းလို့လူသားမို့လို့ဘုရားရဲ့အကူအညီကိုလာရောက်တောင်းခံတာဖြစ်တဲ့အတွေ့ ကျွန်တော်တို့ကမာမာနာတွေကိုခဝါချပြီးမှနှိမ့်ချသောစိတ်နဲ့ကိုယ့်ရဲ့အားနေခြင်း ကိုယ့်ရဲ့မတက်ဆွမ်းနိုင်ခြင်းကိုဝန်ခံပြီးတော့မှရှေ့တော်ကိုတိုးဝင်လာဖို့လိုပါတယ်အထူးသဖြင့်ကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဒုစရိုက်ကိုငဲကွက်တာမျိုးမဖြစ်ဖို့လိုပါတယ်ထိန်ချမ်းတာမျိုးမဖြစ်ဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အရှိအရှိတိုင်းကိုယ့်ရဲ့အားနေချက်ကို ဝန်ခံပြီးကိုမှားမိတဲ့အရာကိုမှားမိတဲ့အတိုင်း ဖော်ပြတောင်းပန်ပြီးတော့ဘုရားသခင်ရှေ့ကို လာမယ်ဆိုရင် မိတ္တဟာယကို ပြန်ရစေတယ်ဘုရားသခင်စီကနေအဖြေကိုလည်းရမှာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကပြောပါတယ်သင်တို့အပြစ်ကသင်တို့ကိုငါနဲ့ကွာစေတယ်ဆိုပြီးတော့မှဒီလိုတွန်တင်တယ်ဒါကြောင့်မလို့ငါမကြားနိုင်ဘူးငါကမကဲနိုင်အောင် လက်တူတဲ့ဘုရားမဟုတ်ပါဘူးဒါပေမဲ့မင်းတို့ရဲ့အပြစ်ကြောင့်ငါကမျက်နာလွှဲရတယ်လို့လဲဆိုတာကိုတွေ့ရပါတယ် ချစ်တော်မိဘညီကိုမောင်တော်မတို့ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ရဲ့ကူညီမဆခြင်းကိုလိုချင်ရင် ကျွန်တော်ရဲ့အသက်တာအားနည်းချက်တွေမပြည့်စုံမှုတွေကိုဝန်ချတောင်းပန်ဖို့အင်မတန်အရေးကြီးပါတယ်တို့မှသာလင်ကျွန်တော်တို့ဟာဘုရားရှိတော်မောက်ကို တိုးဝင်တဲ့အခါမှာဘုရားသခင်ရဲ့မဆခြင်း ကျွန်တော်ရဲ့ဆုတောင်းတန်ကိုဘုရားသခင်နားညောင်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်တခါတော့သခင်ယေရှုခရစ်တော်က ဥပမာလေးတစ်ခုပေးပါတယ်အခွန်ခံတယောက်နဲ့ဖာရိရှဲတယောက်တို့ဗိမာန်တော်မှာဆုတောင်းကြတဲ့အခါမှာဖာရိရှဲက "तू ဘလောက်အလူအတန်းပြုတဲ့အကြောင်း तू ဘလောက်အစာရှောင်တဲ့အကြောင်းအထူးသဖြင့်ဒီအခွန်ခံလို့မဟုတ်တဲ့အတွက်ဂျေဇုတင်တဲ့အကြောင်းဒါတွေကိုပြောပြီးတော့မှဖះရှိမှ तू ကဆုတောင်းတယ်လို့ပြောပါတယ်။တဘောကတော့ဒီကြမ်းတက်ဆရာဖာရိရှဲကသူ့ကိုယ်သူအမွန်းတင်ပြီးတော့မှ သူ့ကောင်းခြင်းအနေနဲ့ဖျားစီလာတယ်။ဒါကိုဖျားသခင်ကလက်မခံဘူးသူ့ရဲ့ဆုတောင်းခြင်းကို နားမညောင်းဘူးလို့ပြောပါတယ်။ဟိုအခွန်ခံကတော့ကျွန်တော်ဟာအပြစ်များပါတယ်ကျွန်တော်ဟာမကောင်းတဲ့သူ ဖြစ်ပါတယ်ဆိုပြီးတော့မှဘုရားရှိခိုးပျက်ဝတ်ပြီးတိုးဝင်တဲ့အခါသူ့ရဲ့ဆုတောင်းခြင်းကိုတော့ဘုရားသခင်က နားညောင်းတယ်လို့သခင်ယေရှုကပြောပါတယ်။ဒါကလူတွေရဲ့အတွင်းစိတ်ထဲမှာ ဖြစ်ပျက်နေတဲ့သဘာဝကို မိမောင်းထိုးပြပြီးမမြင်ရတဲ့ဘုရားသခင်ကဘလိုလူမျိုးကိုအဖြစ်ပေးလဲဆိုတာကိုတိတာထင်ရှားစွာတွင်တင်လိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကအတန်းကျဲကြီးနဲ့ဆူတောင်းတက်တယ်တခါလေလူထင်ကြီးအောင်စကလုံးတွေကောင်းကောင်းနဲ့တောင်းတက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့တောင်းတဲ့ဆုကဘလောက်ရှေးတယ်လဲဘလောက်စကလုံးတွေလှတယ်လဲဆိုတာနဲ့မဆိုင်ပဲဘလောက်ရိုးသားမှုရှိတယ်လဲဘလောက်ဘုရားသခင်ရှေ့မှာနှစ်သက်ဖွယ်ကောင်းတဲ့နှလုံးသားရှိတယ်လဲနဲ့ဆိုင်ပါတယ် ကြောင့်မလို့ဘုရားနာညောင်းနဲ့ဆုတောင်းချက်ဖြစ်ဖို့ကိုယ်စိတ်နှလုံးထဲကဒူးစရိုက်တွေကိုဖယ်ရှားပြီးတောင်းပန်လျက်တိုးဝင်ရအောင်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုသွန်သင်လို့ယေရှုတင်နေဝိညာဉ်တော်ဘုရားဆက်လက်လမ်းပြ၍ကျွန်တော်ရဲ့ဆုတောင်းခြင်းကိုနားညောင်းတော်မူပါလိုအပ်ချက်တွေအများကြီးရှိပါတယ်အသင်းတော်အတွက်မိသားစုတွေအတွက်မြန်မာပြည်အတွက် ဆွေမျိုးသားချင်းတွေအတွက်ဝိညာဉ်ရေးခန္ဓာရေးအစစအရာရာအရေးအရာတွေတိုင်းမှာကိုရိုရှင်ဖျားကောင်းကြီးပေးတော်မူပါဒီနေ့တာလုံးလက်ဝဲအနံ့ပါတယ်ကြာရတဲ့နှုတ်ကပတ်တော်အတိုင်းမိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရိုဂျေဇုပြုပါမိအကြောင်းသူတို့ရဲ့ဆုတောင်းတန်ကိုလည်းနားညောင်းပါမိအကြောင်းသခင်ယေရှုနာမ၌ဆက်ကပ်၍တနေ့တာကိုအစာပြုပါ၏အာမင်